မင်္ဂလာပါခင်ဗျရှင်ကိုခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတိဆက်ပေးပါမယ်နေပြီးတော့မှငလင်းလှုပ်ကပ်ပြီးတဲ့နောက်အချမ်းဖတ်မင်းအောင်လိုင်းရဲ့နေအိမ်လဲပျက်စီးမှုတချို့ရှိထားတဲ့အတွက်သူ့ရဲ့သားသမီးတွေနဲ့မျိုးတွေကိုအရင်ဆုံးစစ်တပ်ရဲ့အထူးရဟတ်ရင်နဲ့ရန်ကုန်ကိုပြောင်းရွှေ့ပေးခဲ့တယ်ဆိုပါလေနိုင်ငံကတိုင်းဝမ်ကို ခွေတိုပေါက်ကနေဝင်ဖို့စူးစမ်းနေတဲ့အချမ်းဖတ်မင်းအောင်လိုင်းတက်ရောက်မဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ဘင်းစတအစီဝေးကျင်းပရာ ရန်ဂီလာဟိုတယ်အနီးမှာလူတက်သမားမင်းအောင်လိုင်းကိုငါတို့မကြိုဆိုဆိုတဲ့အင်္ဂလိပ်စာသားပါစာတန်းကိုချိတ်ဆွဲဆန္ဒပြထားကြတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆိုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နေပြီးတော့မှငလင်လောက်ကပ်ပြီးတဲ့နောက်အကျန်းဖတ်မင်းအောင်လိုင်းရဲ့နေအိမ်လဲပျက်စီးမှုတချို့ရှိထားတဲ့အတွက်သူရဲ့သားသမီးတွေနဲ့မြေးတွေကိုအရင်ဆုံးစစ်တပ်ရဲ့အထူးရဟယင်းနဲ့ရန်ကုန်ကိုပြောင်းရွှေ့ပေးခဲ့တယ်လို့နေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါရတယ်။ အဲ့ဒီအချိန်တဖက်မှာပြည်သူတွေပါဝင်သူတို့စစ်တပ်လောက်ခံဝန်ထမ်းအင်အားတွေမှာပါတိုက်တွေးပြိုကျပျက်စီးမှုတွေကြားစက္ကန့်နဲ့အမျှအရေးပေါ်ကယ်ဆယ်ရေးတွေလိုအပ်နေပြီမဲ့အကြမ်းဖက်မင်းအောင်လိုင်ဟာနေပြီးတော့ရောက်နေတဲ့သူ့ရဲ့သားသမီးတွေနဲ့မြေတွေကိုအရင်ဆုံးစစ်တပ်ရဲ့အထူးရဟတ်ရင်နဲ့ရန်ကုန်ကိုပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။မလင်လှုပ်သွားတဲ့မတ်လ27ရက်နေ့မတိုင်ခင်မတ်လ28ရက်နေ့ကနေပြီးတော့မှစီရေးပြအခမ်းအနားအတွက်စစ်တပ်အရာရှိအတိုင်းဝိုင်းတွေတော်တော်များများရောက်နေတဲ့အချိန်မင်းအောင်လိုင်ရဲ့သားနဲ့သမီးတွေအပြင်မြေတွေပါအကုန်လုံးရောက်နေကြတာဖြစ်ပြီး ်နောက်နေ့မှာပဲငလင်ကအကြီးအကျယ်လှုပ်သွားတာဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်အဲ့ဒီလိုငလင်လှုပ်ခတ်မှုကြောင့်နေပြည်တော်စစ်ရုံးချုပ်တွေရောတမရအိမ်တော်ရောဝင်ကြီးဌာနရုံးတွေအပါအဝင်ဝန်ထမ်းအင်အားတွေပါမကြံနောက်ဆုံးအကြက်ဖက်မဲအွန်လိုင်းနေတဲ့အိမ်မှာပါပျက်စီးမှုတချို့ရှိထားတဲ့အတွက်မဲအွန်လိုင်းကချက်ချင်းပဲသူ့ရဲ့သားသမီးတွေနဲ့မြေတွေကိုစစ်တပ်ရဲ့အထူးရဟတ်ရင်းနဲ့ရန်ကုန်ကိုပျောက်ရွှေ့ပေးခဲ့တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်ပုံမှန်အချိန်တွေမှာလေအကြက်ဖက်မဲအွန်လိုင်းနဲ့သူ့မိန်းမကျူကျူလှတို့ဟာ ကြံအားလဲရက်တွေမှာဆိုပြူးလင်သွားပြီးသူတို့သာသမီမြေတွေနဲ့အတူအချိန်ဖြုံးလေးရှိတယ်လို့အဲ့ဒီအချိန်တွေမှာလဲစစ်တပ်ရဲ့အထူးရဟတ်ရင်ကိုသူတို့မိသားစုအတွက်သုံးဆွဲလေးရှိတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့နိုင်ငံတကာအတိုင်းဝိုင်းကိုခွေတိုးပေါက်ကနေဝင်ဖို့စ조사နေတယ်အကြံဖက်မင်းအွန်လိုင်းတက်ရောက်မယ်ထိုင်းနိုင်ငံဘန်ကောက်မြို့ဘင်းစတက်အစီဝေးကျင်းပရာရန်ကီလာဟိုတယ်အနီးမှာလူတတ်သမားမင်းအွန်လိုင်းကိုငါတို့မကြိုးစိုးဆိုတဲ့အင်္ဂလိပ်စာသားပါစာတန်းကိုချိတ်ဆွဲဆန္ဒပြထားကြပါတယ် ဒါကတော့အိန္ဒိယသေရီလင်္ကာဘင်္ဂလားဒေ့ရှ်ဘူတန်မြန်မာနီပေါနဲ့ထိုင်းနိုင်ငံတို့ပါဝင်တဲ့ Binstat အစည်းအဝေးကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုလုပ်နေတာဖြစ်ပြီးအဲ့ဒီအစည်းအဝေးကိုတက်ဖို့အကြံဖတ်စစ်ကောင်းဆောင်မဲအွန်လိုင်းကဧပြီလ3ရက်နေ့ဖြစ်တဲ့မနေ့ကပဲဘန်ကောက်ကိုရောက်လာပြီးတော့ဒီအစည်းအဝေးတက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့နိုင်ငံတကာကဖိတ်ကျင်းထားတဲ့အကြံဖတ်စစ်ကောင်းဆောင်မဲအွန်လိုင်းဟာတရုတ်ရုရှားနှစ်နိုင်ငံဒေသတွားရောက်ခွင့်ရတဲ့အခြေအနေတွေမှာနိုင်ငံတကာအတိုင်းဝိုင်းတွေကိုခွေးတိုးပေါက်ကနေဝင်ရောက်ဖို့ကြိုးပမ်းနေတာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာငလင်တန်းကြောင့်အိုးအိမ်တိုက်တာပြိုကျပျက်စီးမှုတွေနဲ့ဂူကြီးကဲဆဲရေးတွေကိုစစ်ကောင်စီကထိထိရောက်ရောက်မလုံနိုင်တဲ့အတွက်ပြည်သူတွေဟာဒုက္ခပေါင်းစုံအကြီးအကျယ်ခံစားနေရလဲမင်းအောင်လိုက်ဟာအခုလိုအစည်းအဝေးကိုလက်လွတ်မခံဘဲသွားတက်နေတာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီလိုနိုင်ငံတကာအတိုင်းဝိုင်းတဲ့ခွေတိုးဘောက်ကနေဝင်ဖို့ကြိုးစားနေတဲ့အကြမ်းဖက်မင်းအောင်လိုက်တက်ရောက်မယ်ဒိုင်းနိုင်ငံဘန်ကောက်မြို့ဘင်စတအစည်းအဝေးကျင်းပရာရှန်ဂီလာဟိုတယ်အနီးမှာ လူတသမမင်းအွန်လိုင်းကိုငါတို့မကြိုးစိုးဆိုတဲ့အင်္ဂလိပ်စာသားပါစာတန်းကိုချိတ်ဆွဲပြီးဆန္ဒပြထားတာကိုလည်းတွေ့ရပါတယ်ခင်ဗျာတဖက်မှာတော့အကျန်းဖက်စကောင်စီတက်ကစကိုင်းတိုင်းမှာငလင်းတန်းကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေတဲ့အချိန်စကိုင်းတိုင်း homeless မြို့နယ်မှာရှိတဲ့ခြေရွာတွေကိုဧပြီလ3ရက်နေ့ဖြစ်တဲ့မနေ့ကပဲရဟန်းရင်နဲ့လာပြီးအကြောင်းမဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့ NGO ကာကွယ်ရေးဝန်ကြီးဌာနကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်တဖက်မှာတော့ NGO PDF ပါဝင်တော်လှန်ရေးတပ်တွေဟာ ငလင်တန်းသိမ့်ပြည်သူတွေကိုကုညီကယ်ဆယ်မှုတွေလုပ်နိုင်အောင်ဆိုပြီးယာယီအပြစ်ရပ်ပေးထားပေမဲ့စစ်ကောင်စီကတော့လေကြောင်းတိုက်ခိုက်မှုတွေကိုစက်ပြီးလှုပ်ဆောင်နေတယ်ဆိုပါတယ်။ဧပြီလ2ရက်နေ့ညပိုင်းကတော့စစ်ကောင်စီဟာတိုင်းနိုင်ငံဘန်ကောက်မြို့မှာလုပ်မဲ့ဘင်းစတက်အစည်းအဝေးမတက်ခင်ညပိုင်းမှာပဲသူတို့စစ်တပ်ကယာယီအပြစ်ရပ်မယ်လို့ကြေညာခဲ့ပေမဲ့အဲ့လိုကြေညာပြီးနောက်တည့်ရက်မှာပဲစစ်ကောင်စီဟာအပြစ်ရပ်ပေးထားတဲ့ကချင်းပြည်နယ်ဝိုင်းမော်မြို့နယ်သခိုင်းတိုင်းကအင်းတော်မြို့တွေကို လေနဲ့ဘုံကျက်တာတွေစစ်ကြောင်းထိုးတာတွေတောက်လျှောက်လုတ်ခဲ့တယ်လို့လေ GIA ဒုတိယဗိုလ်ချုပ်ကြီးဂုံမော်ကိုတိုင်ကအသိပေးထားပါသေးတယ်အခုတခါမှလည်းဧပြီလ3ရက်နေ့ဖြစ်တဲ့မနေ့ကပဲစကိုင်းတိုင်း Homeland မြို့နယ်ကဖာနိုင်ဆန်းဆိုင်ပဲနွဆွရွှေမော်ဂျေရွာရီအနီးကိုအကြမ်းဖက်စစ်ကောင်စီတပ်ကရဟရင်နဲ့လာပြီးအကြောင်းမဲ့ဘုံကျက်တိုက်ခိုက်သွားတယ်လို့ NGO ကာကွယ်ရေးဝန်ကြီးဌာနကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်လက်ရှိမြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေတဲ့အတွက် တခြားနိုင်ငံတကာကကူညီကယ်ဆယ်ရေးအဖွဲ့တွေကပါလာရောက်ပြီးကယ်ဆယ်ရေးတွေကိုဝိုင်းဝန်းလှုပ်ဆောင်ပေးနေပေမဲ့အင်ရှင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမှာတော့အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာဒေါ်လာရေးတပ်တွေဘက်ကအပြစ်ရပ်ပေးထားတာတော့လေကြောင်းတိုက်ခိုက်မှုတွေကိုအဆက်မပြတ်လှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာလည်းလက်ရှိငလင်တန်းကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေတဲ့သခိုင်းတိုင်းမှာပဲအကြမ်းဖက်စစ်ကောင်စီတပ်ကရင်းမာပင်နဲ့စလင်းကြီးမြို့နယ်တွေကို ဧပြီလ3ရက်နေ့ဖြစ်တဲ့မဏိကံပဲစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အတွက်ပြည်သူတွေဟာဘေးလိုရာကိုထွက်ပြေးတိမ်းရှောင်နေရပြန်တယ်လို့ပြည်သူတို့အုပ်ကိုလည်းစစ်ကောင်စီတပ်ကဖမ်းဆီးသွားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။လက်ရှိမှာစကိုင်းတိုင်းမှာရှိတဲ့ MG PDF တပ်တွေနဲ့တော်လိုင်းကြီးတပ်တွေဟာငလင်ဒန်တဲ့ပြည်သူတွေကိုကုညီကဲဆဲရဲတွေလုံနိုင်အောင်ဆိုပြီးယာယီအပြစ်ရပ်ပေးထားပေမဲ့ စစ်ကောင်စီကတော့သူတို့ကိုယ်တိုင်နိုင်ငံတကာကိုလူကြားကောင်းအောင်ယာယီအပြစ်ရထားမဲ့ပြောပြီးတစ်ဖက်မှာတော့အခုလိုငလင်တန်တဲ့စကိုင်းတိုင်းကရင်းမာပင်တဲ့စနင်းကြီးမြို့နယ်တွေကိုစစ်ကြောင်းထုတ်ဝင်ရောက်လာပြန်တာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့မုံရွာပသိမ်းလမ်းမိုင်းကမြောက်ရမချောင်းကူတဒအနီးမှာရှိတဲ့ခြေရွာတွေကပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေရပြီ။အဲဒီတဲကခြေရွာနေပြည်သူတို့ကိုလည်းစစ်ကောင်စီတပ်ကဖမ်းဆီးသွားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။တစ်ဖက်မှာတော့ လက်ရှိစကိုင်းတိုင်းမှာငလင်တန်ကြောင့်ပြည်သူတွေဟာပူပင်သောကတွေနဲ့ဒုက္ခပေါင်းများစွာကြုံတွေ့နေရတဲ့အခြေစစ်ကောင်စီတပ်ကတော့ငလင်တန်သင့်ပြည်သူတွေကိုထိရောက်တဲ့ကူညီကယ်ဆယ်ရစ်တွေလည်းမလုံနိုင်တဲ့အပြင်တော်လိုင်းရေးတပ်တွေဘက်ကငလင်တန်သင့်ပြည်သူတွေအတွက်အပြစ်ရပ်ပေးထားတာတော့စစ်ကောင်စီကိုယ်တိုင်ကစကိုင်းတိုင်းမှာရှိတဲ့ရင်းမာပင်နဲ့စနင်းကြီးမြို့နယ်တွေကိုစစ်ကြောင်းထိုးတာတွေလုံနေပြန်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ မန္တလေးဥပုတောင်မှာငလင်တန်ကျောင်းယာယီအချုပ်ထောင်အဆောက်အုံမှာပျက်စီးသွားပြီးတိမ်ဆောင်သွားတာတော့ထောင်အာဏာပိုင်တွေကဘာပြင်ဆင်မှုမှမရှိဘဲအချုပ်သူအချုပ်သားချုပ်နှောင်မှုတွေကိုဒီအတိုင်းဆက်ပြီးအသုံးပြနေတယ်လို့အကျဉ်းဦးစီးဌာနသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုအတိအပေးပြောထားပါတယ်မန္တလေးမှာကြီးမားတဲ့ငလင်လှုပ်ခတ်တဲ့အချိန်မန္တလေးဥပုတောင်ကယာယီအချုပ်ထောင်အဆောက်အုံမှာပျက်စီးသွားပြီးတိမ်ဆောင်သွားတဲ့အခြေအနေထိပါဖြစ်သွားတယ်ဆိုပါတယ်အဲ့ဒီလိုပျက်စီးတိမ်ဆောင်နေတဲ့အချုပ်ထောင်ကိုထောင်အာဏာပိုင်တွေကဘာပြင်ဆင်မှုမှမလုပ်ဘဲ ချုပ်သူအချုပ်သားချုပ်နောက်မှုတွေကိုဒီတိုက်ဆက်ပြီးအသုံးပြုနေတယ်လို့အချင်းဦးစီးဌာနသတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုအတိအပပြောထားပါတယ်လက်ရှိမှာတော့မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေရဲ့အဆောက်အအုံပေါင်းများစွာပြိုကျပျက်စီးထားပြီးတစ်ဖက်ကအကြမ်းဖက်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်စစ်ရုံးချုပ်တွေရောသမရအိမ်တော်ရောဝင်ကြီးဌာနရုံးတွေအပါအဝင်ဝန်ထမ်းအင်အားတွေပါမကြမ်းပြိုကျပျက်စီးမှုတွေရှိထားသလိုတစ်ဖက်မှာလည်းအချင်းတောင်တွေကအဆောက်အအုံတွေမှာပါထိခိုက်ပျက်စီးမှုတွေရှိထားပြီး စစ်ကောင်စီကတော့ဓာတ်တွေကိုနိုင်ငံတော်အဆင့်အနေနဲ့ထိရောက်တဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေမလုပ်နိုင်ပေ။တချို့နေရာတွေမှာပြိုကျပျက်စီးနေတဲ့အဆောက်အုံတွေကိုအခုချိန်ထိဒီအတိုင်းပစ်ထားရတဲ့အခြေအနေတွေကိုလည်းတွေ့ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ရောင်းခစ်တစ်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်နားငယ်ပါ။